အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့အိမ်မှာကိုယ်တိုင်ရိုက်တဲ့ဓာတ်ပုံကနေလိုင်စင်ဓာတ်ပုံကိုပြောင်းတဲ့နေရုပ်ပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဖုန်းနဲ့ပဲဖြစ်ဖြစ်ကင်မရာနဲ့ဖြစ်ဖြစ်ကိုယ့်ရဲ့ပုံတေချာလေးရိုက်လိုက်ပါကျွန်တော်တော့ဒီလိုပုံကိုရိုက်ထားပါတယ်အဲ့ဒီပုံကိုပြင်ပြတော့မှာဖြစ်ပါတယ်ကိုယ့်ရဲ့ဓာတ်ပုံတေတေချာချာရိုက်ပြီးသွားပြီဆိုရင်ဟိုတလော AI လိပ်ပြဝတ်စုံနဲ့နာမည်ကြီးခဲ့တဲ့ဒီ Beauty Can Application နဲ့လုပ်မှာဖြစ်ပါတယ် Beauty Can နဲ့ဝင်လိုက်ပါ beauty can application နဲ့မှာ ID photo လုံးလို့ရတဲ့နေရာလေးရှိရဆိုပေမဲ့ ID photo လုံးမယ်ဆိုရင်ပတ်စံပေးရမှာဖြစ်တဲ့အတွက်အခု free လုံးလို့ရတဲ့ AI wardrobe တွေဝင်လိုက်ပါမယ်။ဝင်ပြီးွားရင်တော့ကိုလုံးမဲ့ဓာတ်ပုံကိုရွေးလိုက်မှာဖြစ်ပါတယ်။ဒီနေရာမှာဝတ်စုံတွေအမျိုးမျိုးရှိပါတယ်။အခုက business ပုံစံပြောင်းမှာဖြစ်တဲ့အတွက် business တွေဝင်လိုက်ပါမယ်။ business တွေမှာ main ကလေးဆိုရင်ဒီမှာ main ကလေးဝတ်စုံရှိပါတယ်။ main ကလေးတွေအတွက်ဆိုရင်ဒီ application နဲ့မှာဒီ code ပုံစံရှိပါတယ်။ ယောက်ျားလေးတွေအတွက်ဆိုရင်တော့အနောက်ဘက်ကိုနည်းနည်းတွားလိုက်ပါကြောင်ကြားလေးတွေအတွက်ဆိုရင်တော့ဒီကုတ်ပုံစံရှိပါတယ်ဒီကုတ်ပုံနှိပ်လိုက်ပါမယ်အခုဆိုရင်တော့ second အနည်းငယ်တွင်မှာကုတ်အင်းကြီးထည့်တာပြီးသွားပြီပဲဖြစ်ပါတယ်အမှန်ချစ်လေးကိုနှိပ်လိုက်ပါမယ်အခုပုံကိုဆေးလိုက်ပါမယ်ဖြစ်ပါတယ်ကြောင်ညာခဏလောက်ကြည့်ပြီးလိုက်ပါ အခုဆိုရင်ကိုယ့်ရဲ့ဖုန်းထဲကိုဒီပုံလေးရောက်လာပြီဖြစ်ပါတယ်ဒီပုံကအခုအနေထားနဲ့အဆင်မပြေသေးတဲ့အတွက်ဒီပုံခရော့လုပ်ပါမယ်နော် license ပုံလေးထုံးစံအတိုင်းသူ့ရဲ့ကတင်အတိုင်းခရော့လုပ်ပြီပါကိုစိတ်ချဲ့အနေထားခရော့ပြီးသွားဆိုရင်တော့အဲဒီပုံကအဆင်ပြေသွားပါပြီအဲ့တော့နောက်လုံးဝမဲ့အဆင်ရတော့အနောက်က background အယောင်ပြောင်းအောင်ပါပဲဖြစ်ပါတယ် background အရောင်ပြောင်းဖို့အတွက်ဆိုရင်ကျွန်တော်အမြဲသုံးနေကြ website ကတော့ remove background ပဲဖြစ်ပါတယ် Google မှာ remove background လို့ရှာလိုက်ပါအခုဆိုရင် website ထဲဝင်လိုက်ပါမယ် website ထဲရောက်ပြီဆိုရင်ကို background change မဲ့ပုံကို upload လုပ်ပြန်မှာဖြစ်ပါတယ်ဒီပုံ upload လုပ်ပေးလိုက်ပါမယ်အခုဆိုရင်အလိုလျောက်ကိုယ့်ရဲ့ background ကိုဖယ်ရှားနေပြီဖြစ်ပါတယ် background ဖယ်ပြီးသွားပြီဆိုရင် ကျွန်တော်ဒီအပေါင်းဆိုင်လေးကနေပြီးတော့ကာလာထဲဝင်ပြီးတော့ကျွန်တော်အဖြူပြောင်းมาဖြစ်တဲ့အတွက်အဖြူရောင်ရွေးလိုက်ပါတယ်အဆိုရင်အနောက်ခံ background ကအဖြူရောင်ဖြစ်သွားပါပြီအဆင်ပြေသွားပြီဆိုရင် download ဆွဲလိုက်ပါဒီနေရာမှာတော့ resolution ကောင်းခြင်းပတ်စံပေးရတယ်ဗောနော်ကျွန်တော်ကတော့အလကားရတဲ့ free ကိုပဲယူလိုက်ပါတယ် save image နှိပ်လိုက်ပါမယ်အဲဆိုရင်ကိုယ့်ရဲ့ gallery ထဲကို background ပြောင်းထားတဲ့ပုံလေးရောက်လာပြီဖြစ်ပါတယ် ပြင်ထားတဲ့ပုံလေးကို JVD Fountain နဲ့နေရာမှာတင်ကြည့်ပါမယ်။ဆလတ်တဲ့ဘူတူရွေးပြီးတော့ကိုပြင်ထားတဲ့ပုံလေးကိုရွေးလိုက်ပါ။အခုဆိုရင် not a JPG file ဆိုပြီးတော့ error ထွက်လာမှာပဲဖြစ်ပါတယ်။ဒီနေရာမှာ JVD Fountain မို့အတွက်သတ်မှတ်ထားတဲ့ဓာတ်ပုံရဲ့သတ်မှတ်ချက်လေးတွေကိုကြည့်ပါမယ်။480 640 pixel ထက်များရပါမယ်။ပြီးသွားလို့ရှိရင်ဓာတ်ပုံက JPEG format ဖြစ်ရပါမယ်။ file size အနေနဲ့ကတော့ 5MB ထက်နည်းရပါမယ်။ ဓာတ်ပုံဆိုင်ကိုချုပ်ကျင်တာပဲဖြစ်ဖြစ် format ပြောင်းကျင်တာပဲဖြစ်ဖြစ်ကျွန်တော်သုံးနေကြ website ကတော့ reju images ဖြစ်ပါတယ်။နောက်ဒီ website ထဲဝင်လိုက်ပါမယ်။ website ထဲရောက်သွားပြီဆိုရင်ကိုယ့်ရဲ့ဓာတ်ပုံကိုရွေးချယ်ပေးလိုက်ပါ။ဒါဆိုရင် JPD ရသတ်မှတ်ချက်လေးတွေတစ်ချက်ပြန်ကြည့်ကြည့်ပါမယ်။ JPD ရသတ်မှတ်ချက်မှာ480640ပစ္စည်းထက်များရမယ်ဆိုတော့ကျွန်တော်ဒီအရောက်စတင်ရင်ချိန်ပါမယ်။ဒီ percent နေရာမှာ ပစ်စဲကိုယူပေးလိုက်ပါ ပြင်တော့ဒီတော့လေးကိုနှိပ်ပြီးတော့ဖြည့်ပေးလိုက်ပါဒီတော့ခတ်ထားမယ်ဆိုရင်အပေါ်ပြောင်းတာနဲ့အောက်ပါလိုက်ပြောင်းနေပါပါတော့ကိုဖြောက်ပေးလို့ပါတယ်ဓာတ်ပုံရဲ့ size ကို480 640ပစ်စဲပြင်လိုက်ပါတယ်ပြီးတော့ရင်တော့ format နေရာမှာ jpg format ကိုယူပါတယ်ဒါတွေယူလို့အဆင်ပြေပြီဆိုရင်တော့ resize image ကိုနှိပ်လိုက်ပါပြီးတော့ရင်တော့ကိုယ့်ရဲ့ပုံ download ဆွဲလိုက်ပါ iOS မှာဆိုရင် download ကဒီမြားလေးကိုကြည့်ပြီးတော့ ဒေါင်းလုဒ်တဲ့ဝင်ပြီးတော့ပြန်စေပေးဖို့လိုပါတယ်ကိုယ့်ရဲ့ gallery ထဲကိုစေလိုက်ပါမယ် gallery ထဲမှာပြင်ထားတဲ့ပုံရမပြန်သေးတဲ့ပုံရနှစ်ပုံဖြစ်သွားပါပြီပြင်ထားတဲ့ပုံကိုပြန်ပြီးတော့ upload လုပ်ကြည့်ပါမယ်ပြင်ထားတဲ့ပုံကိုထပ်တင်ပါပဲဖြစ်ပါတယ်နောက်ဆုံးပြင်ထားတဲ့တပ်ပုံမျိုးရွေးလိုက်ပါတယ် ခုဆိုရင်ကိုပြင်ထားတဲ့ဓာတ်ပုံကအဆင်ပြေသွားပြီတဲ့အတွက်သူခရော့ခိုင်းတဲ့အတိုင်းအဆင်ပြေပြီခရော့ပြီးတော့ confirm နှိပ်ပေးလိုက်ပါအခုဆိုရင် JPD တို့တဲ့ဓာတ်ပုံပဲဖြစ်ဖြစ်ဘယ်နေရာမှာလိုတဲ့ဓာတ်ပုံပဲဖြစ်ဖြစ်ဒီနည်းအတိုင်းပြင်လို့ရရပဲဖြစ်ပါတယ်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲ bye bye